မိတ်ဆွေတို့လူအလုံးအိမ်မက်မက်ပူကြမှာပါအိမ်မက်တွေကနေတစင်းနမိတ်ကောက်လို့လဲရကြသလိုတချို့အိမ်မက်တွေကတော့သွေးလေခြောက်ခြားပြီးမတ်တဲ့အိမ်မက်တွေမျိုးလည်းရှိပါတယ်ကျမအိမ်မကောင်းရင် ဖြစ်ဖြစ်သမို့ပိုင်းအင်အောင်စားတော့ပြီပဲဖြစ်ဖြစ်အိမ်ဆိုင်လည်းအိမ်မက်တွေကမတ်တက်ကြပါတယ်ဒါမျိုးကတော့တည်ယူလို့မရဘူးဗျာဒါပေမဲ့တချို့တချို့တော့အိမ်မက်တွေကလဲပြင်းမှာဆင်သွားတယ်လို့အရင်ထင်ရှားပါတယ်ဒီလိုအိမ်မက်တွေဆိုတာဟာနှကောင်းနှမျက်တွေ ကိုယ့်ကိုသိစေခြင်းလို့ပေးတဲ့ကြိုတင်သိတဲ့နမိတ်ပြအိမ်မက်မျိုးတွေလည်းဖြစ်တတ်ပါလေ။ဒါကြောင့်ခုပြောချင်တာကငွေတွေအစုလိုက်ပြွန်လိုက်မိမိမှာဝင်တော့မယ်ဆိုရင်မက်လေးရှိတဲ့ရှင်ပြေးနမိတ်ပြအိမ်မက်တွေအကြောင်းပြောချင်ပါလေ။ပထမအဆုံးပြောချင်တာက no ဒါမှမဟုတ်ပြားရည်ပါ။အိမ်မက်ထဲမှာ no တွေကိုမှတ်တာ။ဒါမှမဟုတ်ပြားရည်ကိုမှတ်တာမျိုးဆိုရင်မိတ်ဆွေမကြခင်ငွေတွေဝင်တော့မယ်ဆိုတဲ့နမိတ်ပါ။ ဥမာမိမိဟာပြားရည်တွေညှစ်နေတာပြားရည်တွေတောက်နေတာနွားနို့တွေညှစ်တာနွားနို့တွေအဝါတောက်နေရတာပြားရည်တွေနွားနို့တွေနဲ့ရေချိုးရတာအဲ့ဒီအရေပြားရည်တွေနွားနို့တွေကအရန်ဝင်များပြီးတော့လမ်းပေါ်ဖုံးလွှမ်းနေတာဒီလိုမျိုးထူးခြားအိမ်မက်ဆိုရင်ငွေအများကြီးရတတ်ပါလေနောက်တစ်ခုကရွှေနဲ့လက်ဝတ်ရတာအိမ်မက်ပါ ရွှေဆိုတာကချမ်းသာကြောမှုရဲ့လက္ခဏာတစ်ခုပါကိုယ့်အိမ်မက်ထဲမှာရွှေတွေကိုမြင်မက်ရင် တဟမကြခင်မှာချမ်းသာမယ်ဆိုတဲ့ရှေးပြင်းနမိတ်ပါနောက်တစ်ခုကအိမ်မက်ထင်းမှာငကပ်ပန်ရတဲ့လက်စွပ်တွေဝေးရတယ်ဆိုပြီးမှတ်တာမျိုးပါအဲ့ဒီလိုမနစ်ပြီးဆိုရင်တော့မကြခင်တင်ဝင်ဝင်ပေါင်းမြောင်များဆိုရတော့မှာပါနောက်တစ်ခုကတော့ထူးခြားလိုက်ပြကနန်းနံပါတ်၈ကိုမှတ်တာတချို့ကနံပါတ်၈တည်တဲ့မှတ်တယ်တချို့ကနံပါတ်၈ကိုပေါင်းခြင်းကနန်းတွေနဲ့ပေါင်းပြီးမှတ်တယ်နံပါတ်၈ဆိုတာဟာတရုတ်နဲ့အာရှနိုင်ငံတွေမှာဆိုရင် ံကောင်းတဲ့နမိတ်တွေလို့သတ်မှတ်ခံထားပါလိမ့်။ဒါပေမဲ့မြန်မာမှာတော့ရှစ်ကနန်းကမကောင်းဘူးဆိုတဲ့အယူအဆအစွဲတချို့ရှိပါလေ။တကယ်တော့ရှစ်ကနန်းဟာလက္ခဏာပေတွေမှာဆိုရင်ထူးခြားတဲ့ကနန်းမှာရှစ်ကနန်းဟာဝင်ငွေရကန်ပြီးတွေ့ရတတ်တဲ့ရှေ့ပြေးအရာတွေတဲကတခုပါ။ရှစ်ကနန်းကိုသင်အိမ်မက်မက်ပြီဆိုရင်တော့သင်မကြခင်ငွေကြေးကန်ကောင်းတော့မှာပါ။နောက်အိမ်မက်တခုနောက်အိမ်မက်တခုကငှက်ကိုမတား အဲ့ဒီငတ်မှာမှလင်းယုံငတ်ကိုမကရတယ်ဆိုရင်တိတ်ငတ်ပေါ့ဗျာတိတ်ငတ်သမို့လင်းယုံငတ်ကိုမကရတယ်ဆိုရင်ဒါဟာငွေဝင်မဲ့ရှေ့ပြင်းနမိတ်တစ်ခုပါရဲရင်မှုတတိရှိမှုကိုကိုစားပြုတဲ့တလိ့ဆက်ပါဒဏ္ဍာရီလာဆိုရင်လင်းယုံငတ်ဟာဇုနတ်ဖရာရဲ့ကုညီပံပိုးသူဖြစ်လက်ခံယုံကြည်ကြပါလေလင်းယုံငတ်ကိုအိမ်မမက်ရင်လည်းငွေဝင်မဲ့ကျန်စီသမျှအောင်မြင်မဲ့ဆိုတဲ့အယူအဆရှိပါလေနောက်တစ်ခုကမစင်ပါ မစင်ကလူတိုင်းယွန်တတ်ပါလေဒါပေမဲ့အိမ်မက်မက်ရင်တော့ငွေမြောင်မြောင်ဝင်တတ်ပါလေမိမိကမစင်တွင်းနေကြတာမစင်ပုံကြီးနေမိကြမစင်တွေကို တွေ့တာတကူလုံးမစင်တွေလူနေတာဒါတွေကိုမြင်မကြခင်မိတ်ဆွေငွေတွေအများပြားဝင်တော့မယ်လို့ပြောလို့ရပါတယ်ဒီလိုအိမ်မက်တွေကအင်မတန်မှငွေကြေးနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အိမ်မက်တွေပါနောက်ထပ်အိမ်မက်တစ်ခုကိုပြောချင်တယ်ဗျာ ဒါကဂျုံနေစဘာတွေကိုမှတ်တဲ့အိမ်ပဲပေါ့လူတွေအားမစားရမဖြစ်တဲ့အခြေခံအစားအသောက်ကုန်လို့ပြောလို့ရတဲ့ဂျုံနေစဘာမျိုးတွေကိုအိမ်မှာ တင်းလက်ကြီးတွေ့တယ်အိမ်ကဂိုဒေါင်ထဲမှာအပြည့်ဖြစ်တယ်လမ်းပေါ်မှာစံနေပြန့်ကျဲနေတယ်ဒီလိုမျိုးအိမ်မမရင်ချမ်းသာခြင်းပျော်ရွှင်ခြင်းကိုကိုစားပြုတဲ့အရာတွေပါဒါကြောင့်ဒါတွေကိုအိမ်မမရင်လည်းကံကောင်းတတ်ငွေဝင်တတ်ပါလိမ့် တိရစ္ဆာန်ထဲမှာဆိုရင်တော့နွားစင်မြင်းတွေကိုမှတ်တာကလည်းငွေဝင်မဲဆိုတဲ့ရှေ့ပြေးလက္ခဏာပါကြက်တူရွေးမွေးကြားကင်မီကောက်ကြွက်တွေကို အမမဲလည်းငွေဝင်တတ်ပါတယ်ငွေဝင်တတ်တဲ့အိမ်မက်တွေကိုပြောပြတာပါနောက်တစ်ခုပြောချင်တာကဘဝမှာမပြုတ်လို့တင်းတဲ့အရာတွေကိုပြောချင်ပါတယ်မနက်မိုးလင်းတဲ့ကဓမျက်စီလဲတဲ့နေ့လဲစနစ်မကျော်ခင်မှာအိမ်ရှိမှအိမ်နောက်ကိုလဲပါ ကဲလို့နေ့လယ်စနစ်ကျော်ရင်နဲ့အိမ်နောက်ကနေအိမ်ရှိကိုလှဲပါတဲ့စန့်ကျင်ဘက်လှဲရင်လက်လာပါပိတ်တပါတယ်တဲ့မိမိအိမ်မှာကိုယ်ွယ်တဲ့ဖေဟာအမွှေးနဲ့သာပူဇော်ပြီးနောက်ကျန်ရှိခဲ့တဲ့အမွှေးတန်နဲ့သွားကြမထိုးရပါဘူးတဲ့လက်လာပါတိတ်တပါတယ်တဲ့ညအိယာဝင်တဲ့အခါဓမြစည်းကိုပြောင်းပြန်ထောင်းအိပ်ပါတဲ့မိမိအိမ်ကိုတခိုးတဝက်မကတ်နိုင်ပါဘူးတဲ့အိမ်ရဲ့ခေါင်းရင်းဘက်ဒါမှမဟုတ်အိမ်ဦးခန်းမှာတဲ့အမိုက်မပေါ်အမိုက်မပစ်ပါနဲ့တဲ့လက်တိတ်တပါတယ်တဲ့ အိမ်ကောင်းရင်အိမ်ဦးပိုင်းအိမ်ရှိမင်းနဲ့ဆာမှာအမျိုးသမီးရဲ့ဒီခါအောက်ပိုင်းအဝတ်ထည်ပစ္စည်းတွေကို မထားရမလန့်ရပါဘူးပြုလုပ်ခရင်လက်ပိတ်တက်တယ်အိမ်တော်ဦးစီးထိခိုက်တက်ပါလေမိမိရဲ့အိမ်ဖျားကြောင်တစ်ခုမှာဖျားနှစုမထားပါနဲ့အဝေးမတည့်တဲ့ပြဿနာကြုံရတက်ပါလေဒါပြင်မိမိရဲ့အိမ်ဖျားကြောင်မှာဖျားပန်းမချောက်ပါစေနဲ့လောက်ကင်ရဆန်းရတက်ပါတယ် ိန်တော်ဦးစီးရဲ့အင်ဂျီအဝတ်ဆောက်ကိုလက်နှီးဆုပ်လက်တော့ပွားလုံးဝမလုပ်ပါနဲ့အိန်တော်ဦးစီးကို ခိုက်တက်ပါလေမျက်နှာတော့ပွားကိုအိန်သာတော့လက်တော့ဘယ်တော့မှမလုပ်ပါနဲ့လုံးရင်အိန်တော်ဦးစီးအလောက်ကန်ပြက်ပြီးဝင်နေဆိုအလောက်ပြုတ်တက်ပါလေအိမ်မှာမှန်ကွင်းရင်အစ်စ်လဲပါကွဲတော်စွန်ပါဆက်ပြီးတုံးတဲ့အခါသူတို့ဘာလောက်ကြံတာခံရတတ်တယ်တဲ့သူဘာမကောင်းကြံတာခံရတတ်ပါလေအလုတ်စပွဲမှာမှန်ကွင်းရင်အစ်စ်လဲပါမလဲရင်အလုတ်ထဲမှာကြောက်ချတာခံရတတ်ပါလေ ဖက်နှစ်နှစ်ဖက်ကိုလက်ခုပ်မတီးရပါဘူးရမ်းဖြစ်တတ်ပါတယ်တဲ့မိမိရဲ့အိမ်ကောင်းရင်မှာဖက်နှစ်ကိုမမောက်ထားရပါဘူးလက်ပိတ်တတ်ပါတယ်အိမ်ဝန်းကမှာမီးဘူမထားရပါဘူးစီးပွားပြတ်တတ်ပါတယ်မိမိရဲ့လင်သားနောက်အိမ်တော်ပြုတ်တတ်ပါလေတဲ့ဒါကတော့မလောက်ကောင်းတဲ့နမိတ်မကောင်းတဲ့ကိစ္စတွေကိုပြောပြတာပါနောက်ထပ်လေးလာမိတဲ့အချက်ကိုလည်းပြောချင်ပါလေလူတယောက်ကញ្ញန်းတော့မယ်ဆိုရင် ပေါ်ပေါက်လာတတဲ့နမိတ်လက္ခဏာတွေအကြောင်းပြောချင်တယ်ဗျာ လူတယောက်ဟာကံညံ့တော့မယ်ဆိုရင်ရင်ကားထပ်ပို့ပြီးဒေါသလောဟပမောဟပို့ကြည့်လာတဲ့ရင်ကားထက်လည်းတကနေရှင်စိတ်တို့ပြီးဆိုရင်တတိထားသင်ကံညံ့တော့မယ်ဆိုတာပြပါလေမကောင်းတဲ့ကိစ္စတွေကိုကောင်းတယ်လို့မြင်လာတတ်တယ်ဥပမာပြအရင်ကသင်ကအယက်မတော့ဖြစ်ဘူးဒါမဲ့ဆိုပါတော့ကံညံ့မယ်ဆိုရင်အကြောင်းပြချက်မရှိပဲမိုးလင်းကမိုးချုပ်အယက်တော့တယ်မကောင်းတဲ့တငယ်ချင်းတွေကိုတငယ်ချင်းကောင်းလို့ထင်လာတတ်တယ် ပြောရမယ်ဆိုရင်တင့်ရဲ့ဉာဏ်မျက်စိကို မကောင်းတဲ့အရာတွေကပိတ်ဆို့နေတာပါမိဘဆရာသမားရဲ့ဆူဆိုးမစကားတွေနားခံဖို့ခက်ခဲလာတတယ်ကိုဟာငွေရှာနိုင်တော့ငါလိုလူဇမှုမှာရှိသေးရဲ့လားဆိုပြီးတော့ငါတကောကောတယ်ခင်ရတယ်လုံမိတတ်ပါတယ်ဒါဆိုရင်တော့မကြခင်တင့်ပျက်စီးပါတော့မယ်အပျော်ပါပုံမှတ်တယ်အရင်ကအပျော်ပါကိုကြုံမှတခါတည်းရဲ့လုတ်တက်ပြင်မဲ့ကံညံ့တော့မယ်ဆိုရင်အပျော်ဘက်ကိုအချိန်ပိုပေးလာတတ်ပါတယ် မိမိရဲ့မွေးလရောက်ခံနေတိုင်းအပြောင်းလဲတစုံတရာကြုံလဲဆိုပါတော့လူမှုရေးပြဿနာတက်တာအဆွဆွဲခံရတာအက်ဆီဒန့်အသေးလေးတွေဖြစ်တတ်တာတွေကြုံရတတ်ပါတယ်ဒါတွေကအင်မတန်မှသတိထားပါတယ်လူတယောက်ကံညံ့တော့မယ်ဆိုရင်အဲ့ဒီလူမျိုးလက္ခဏာတွေကကြုံကိုကြုံရတတ်ပါတယ်ဒါကြောင့်မိမိအနေနဲ့အင်မတန်မှဒီလိုမျိုးကိစ္စရက်တွေဖြစ်လာရင်တော့ ဂယုစိုက်ပါလို့ပြောချင်ပါလေနောက်ထပ်လေးလာမိတဲ့တစ်ခုပြောချင်တယ်ဗျဒါကတော့မှတ်ဖွယ်မှတ်ရကိစ္စတွေပါမိမိရဲ့နေအိမ်မှာအဝင်တကားမှကြီးဟာနောက်ဖေးထွက်ပေါက်နဲ့တဒန်းနဲ့မဖြစ်ရပါဘူးဖြစ်တဲ့အခါရှာတဲ့ငွေဟာအဖက်မတင်ဖြစ်တတ်ပါလေအဲ့ဒီလိုဖြစ်နေရင် like ကခန်းစီနဲ့ကားလိုက်ပါ အထွက်တကားပေါ်မှာပလွေနှစ်ချောင်းကိုခတ်ဆောင်းဆောင်းလေးမျက်နှာချင်းဆိုင်တက်ထားပါ မှုတ်တဲ့အပေါက်ကပေါ်ပတ်ထားပါပလွေကိုဖဲကျိုးအနေနဲ့ခါးလေကနေခြိပေးထားပါတယ်တချို့အိမ်တွေမှာဆိုရင်အဲ့ဒီလိုမျိုးထူးထူးခြားခြားလေးတွေလောက်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့လိလာမိတဲ့ပညာရက်လေးတွေအကြောင်းကိုပြောပြတာပါနောက်ဆက်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ